ငရဲနဲ့ငါမျိုးတဲ့ကတမျိုးဖြစ်တယ်ပြာဘူးငရဲဆိုတာရှိတယ်ကုတ်ကူလာအရဲပေါ့ဒီငရဲကိုဘယ်လိုပုံကိုယ်တွေကြောက်တတ်တယ်ဆိုလို့ချင်းအတိဉာဏ်ပညာတရားဓမ္မတွေမှာမနာလိုဝန်တို့မှုများတဲ့ပုံကိုယ်တွေကြောက်တတ်တယ်နော်သူများပညာတတ်တာမနာလိုဝန် သူများတရားသဖြင့်ကြည် بوا နေတာသဘောမကျနိုင်ဝမ်းမမြောက်နိုင်ဘူးဒါမျိုးဒါမျိုးသူများတရားဓမ္မအလုတ်ကိုလုံနေတယ်တရားတိလန့်ကြကျင့်သုံးနေထိုင်နေတယ်ဆိုရင်စီလွန်ပေါ့ရှာမနာလိုစိတ်နဲ့အပြစ်ပြောဦးရချောင်းရင်ကောင်းလိုပုံကိုယ်တွေပေါ့ရင်ကောင်းဆိုတဲ့တော်ဟာချုံငိမ်ကောင်းမြတ်တဲ့ပန်းဝရီကိုသဘောမကျဩ ုတ်ဆက်ညီဟောင်းနေတဲ့အညီအောင်အပုတ်ဆက်ကိုပဲသဘောကျနေရှိအဲ့ဒီလိုပဲတချို့အိတ်တာမစ္စရိယများတဲ့ပုံပေါ်တွေဟာသူတော်ကောင်းနေတလောက်ကောင်းနေတာကိုတလောက်ကောင်းတဲ့လောက်ရက်တွေလောက်ပြနေတာကိုတလောက်စိတ်နေစိတ်ထားတဲ့မြင့်မားနေတာကိုကြတော့မမြင်ဘူးသူတို့ကသဘောမကျနိုင်ဘူးဘယ်လိုပြစ်တင်ဝေဖန်ရမလဲဆိုတဲ့အခွင့်အလမ်းကိုပဲချောင်းတာအဲ့ဒါပဲလိုက်ရှာတာ ဘာဖြစ်လို့ကိုအပြစ်ဖြစ်နေတယ်ကိုဘာမှအသုံးမကျဘူးဆိုတာထက်သူများအသုံးမကျဘူးသူများမှာအပြစ်ရှိနေတယ်ဆိုတာကိုပြောချင်တာကိုအသုံးမကျတာကိုသူများကိုအပြစ်ပြောပြီးတော့ကိုအပြစ်မရှိတာကိုသူများကိုအပြစ်ပြောပြီးတော့ကိုကိုဖုံးကွယ်ခြင်းနဲ့ပုံကိုယ်လေဒါပုံကိုယ်ရဲ့ဟောဒီကိုကူလာပြဘူးငရဲကိုကြောက်ရွံ့တတ်တယ်နော် ဣဒ္ဓမစ္စရိယဘလောက်ကြောက်ဖို့ကောင်းလဲသူများလည်းကိုယ့်ရဲ့ဣဒ္ဓမစ္စရိယအခြေခံရှိတဲ့အပြောဆိုမှုနှောက်ယှက်မှုကြောင့်စိတ်အနှောက်အယှက်ဖြစ်ရတဲ့စိတ်ကောင်းရှိတဲ့ပုံကိုယ်တွေသူတော်ကောင်းနေမှာလည်းအနှောက်အယှက်ဖြစ်ရကိုယ်လည်းပစ္စုပန်ဘဝမှာဘာအကျိုးမှမရှိသလိုတန်တရာမှာလည်းဟောရီပြဘူးငရဲကိုရောက်တတ်တယ်ဘာကောင်းချိုးရှိတယ်ဘာကောင်းချိုးမှမရှိဘူးနော်ဒီငရဲကဘယ်လိုတော့ဆိုတော့ အင်းလုံးလောက်ရှိတယ်နေရနေတဲ့မိကြီးခဲတယ်မိကြီးတွေမိခဲတွေဟာတခါတည်းပြားတွေနဲ့ဖုံးအုပ်ပြီးတော့ထားတယ်ပြားတွေနဲ့ဖုံးအုပ်ပြီးတော့ထားအဲဘာနဲ့သွားလို့မိဖို့ဘောတတာတယ်ဒဲအိုးလိုဖြစ်မှာပေါ့နော်ဒဲအိုးလိုမျိုးတအားဘူးလေသူကအပြားတွေက ဥမာဘောအောက်ကမကြီးရဲ့ပမာဏကိုလည်းကြည့်လေအင်းလုံးလောက်ရှိတယ်ကြောင်တုံးကြီးတွေလောက်ရှိတယ်အဲ့ဒါလောက်ကြီးမားတယ်မကြီးကအဲ့ဒါဘဲမှလည်းသွားစရာမရှိဘူးငရဲကြီးတစ်ခုလုံးကအဲ့ဒါတွေနဲ့ပြည်ပြည်နဲ့ပြာဘူးမြေပြင်ကြီးပေါ်မှာအဲ့ဒါအဲ့ဒါကြက်ခမ်းပြီးတော့ပူလောင်နော်အေးအိတ်တာမစရိယရဲ့အကျိုးပေးပေါ့ ပစ္စုပန်ဘောအမှာလည်းပဲအိတ်တော်မစရိယများတဲ့ပုဂ္ဂိုလ်ကဘယ်တော့မှသူများကြီးပွားတယ်လို့ဝမ်းမသာနိုင်တော့သူ့မှာစိတ်ချမ်းသာမှုအရာပူလောင်ပြီးတော့နေတာအိတ်တော်မစရိယကိုရင်ဝယ်ပိုက်ထားတော့ပူလောင်တာအများတန်းစိတ်ချမ်းသာမှုစိတ်ရချမ်းသာမှုမရှိဘူးဒေလုံးပြည့်တဲ့နောက်မှာလည်းဟောရီလုံးမရဲမှလာဖြစ်ပြီးတော့ချမ်းသာမှုကိုယ့်ရဲ့ချမ်းသာမှုစိတ်ရချမ်းသာမှုကိုမရဘဲပူလောင်ပြင်းပြတဲ့ပြာဘူး ပြာဘူးငရဲကိုရောက်လာရတတ်တယ်ပေါ့အမတမ်းမှာတန်ဝေကရစရာကောင်းဒါမှမဟုတ်တချို့သူတော်ကောင်းတွေက ကိုယ့်ဘဝဣဒ္ဓမစတရအခြေခံနဲ့ပြစ်မှားတဲ့ပုံကိုယ်တွေကိုကြည့်ပြီးတော့ကရုဏာပွားတယ်ဆိုတာအဲ့ဒါပြောတာ။အော်ဒုက္ခပဲ။သူများကြည့်ပြီးအကုသိုလ်ယူနေရှာတာ။သိရင်တော့ပြာဘူးမရဲကြတော့မှာပဲဆိုပြီးတော့ကြမ်းဖန်ပြီးတနာတက်တယ်နော်။ သဒ္ဒမန်ဒေါရမတိလိုဥစဉ်တို့လိုကြည့်မယ်ဆိုရင်ဟာဒီလောက်တော်တဲ့ဆရာတော်ကြီးကိုဘယ်လိုကြီးပြောနေပါလဲဒီလူကဘယ်လိုကြီးမကြောက်မနာတာဆဲနေပါလဲဆိုပြီးတော့ဒေါသထွက်ဆင်ထွက်သူတို့ကောင်းတဲ့အမြင်ကြတော့အဲ့လိုမဟုတ်ဘူးသူတို့ကနော်ဘုရားဟောကြားတဲ့ဒီလိုအကြောင်းအရာတွေကိုသိထားကြတဲ့အခါကျတော့ဩကိုဒုက္ခကိုရှာတာပဲဆိုပြီးတော့တဏှာကောင်းတဏှာနေကြသေးတယ်နော် အဲအရာကိုဒုက္ခကိုမစားစင်စားနဲ့ပစ္စုပန်ဘဝမှာလည်းပဲပူလောင်ရတယ်လို့တန်တရားမှာလည်းပဲဒီငရဲကိုရောက်ပြီးပူလောင်ဒုက္ခပြင်းပြင်းပြပြခံစားရတတ်တယ်ပေါ့